နီးပြတိုင်းမှာဟွက်ဖဲဆိုတာရှိတယ်။များသောအားဖြင့်အဲ့ဒီဟွက်ဖဲကစားသမားတွေကတနည်းအားဖြင့် super surf လို့ခေါ်ကြပါတယ်။ super surf ဆိုတဲ့အတိုင်းပဲပွဲပြီးကန်ဒီမိနစ်ပိုင်းအလိုမှထဲ့တာမလို့အရန်ခုံမာတာရှိနေတာဖြစ်ပြီးလာတဲ့အခါတော့ပွဲရဲ့အဖြေကိုတော့ပြောင်းလဲပြင်နိုင်ခဲ့ပါတယ်။အခု soccer history ကတင်ဆက်ပေးမှာကတော့အဲ့လိုကစားသမားတွေအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။နံပါတ်1 social super surf လို့ခေါ်ရင် ဆိုရှာကနံပါတ်1မှာပဲဘာလို့လဲဆိုတော့ Ferguson ရဲ့ United နီးပြဘဝပထမဆုံး Champion League ဖလားကိုယူပေးခဲ့တဲ့ကစားသမားမှုလို့ပါပဲ1999ပိုင်းထဲမှာ United တို့ပွဲချိန်မိနစ်60ပြည့်တဲ့အထိရှုံးနိုင်နေပြီသားပါဒီချိန်မှာအရန်ခုံနှန်းကနေ Ferguson ရဲ့ဟွက်ဖဲကလူစားဝင်ကစားသမားအဖြစ်ဝင်ရောက်လာခဲ့ပါတယ်မိနစ်60ပြည့်ပြီးနာကျင်ချိန်ပို3မိနစ်မှာ United တို့ဘက်က2ဂိုးသွင်းယူနိုင်ခဲ့ပြီး Champion League ဖလားကိုတင်ပိုင်နိုင်ခဲ့ပါတယ် ဲ့ဒီအချိန်ကအနိုင်ကိုကိုလူစားဝင်ကစားသမားဆိုရှာကတွင်းယူပေးခဲ့တာပါအဲ့ဒီအချိန်ကစာလို့3မိနစ်မှန်ရင်ဆိုတဲ့ nickname တစ်ခုရဲ့အစလည်းဖြစ်ခဲ့ပါဗါးဖာဂူဆန်ကဒီလိုပြောခဲ့ပါဗါအချိန်မကြံတော့တဲ့အချိန်မှာတိုက်စစ်မှု၄ရောက်ထိထားဖို့ဆုံးဖြတ်လိုက်တယ်ဆိုရှာကလူစားဝင်ကစားတဲ့အချိန်အသင်းကဘယ်တိုက်စစ်မှုထပ်မဆိုပိုကောင်းပါတယ်နေရာလွတ်တွေရှိလာခဲ့ရင်အဲ့ဒီနေရာလွတ်တွေစီကဆိုရှာကရွေရှားလိမ့်မယ်ဒီကိုကစီမံချက်ဝင်ကိုပါကျွန်တော်လေ့ကျင့်ရေးကွန်မှာဒီလိုနှစ်ဆင့်ပိတ်တာတွေကိုအချိန်ချင်းလေ့ကျင့်ထားပြီးသားပါ ဒီတိုင်းဖြစ်သွားခဲ့တာပေါ့ဒါကလူပြောအများဆုံးဆိုရှယ်ရဲ့ goal ဖြစ်ဆိုရှယ်ကဲတင်ခဲ့တဲ့နောက်ဆုံးမိနစ်ပွဲပေါင်းများစွာရှိနေခဲ့ပါတယ်နံပါတ်2 Hernandez Hernandez ကလည်းဆိုရှယ်မရှိရနောက် Ferguson ရဲ့နောက်ထပ်ဖွဲ့ဖဲတစ်ချက်ဖြစ်ခဲ့ပြန်ပါတယ် Ronnie နဲ့ Barbaro တို့ရှိနေတဲ့တိုက်စစ်ကြောင့်နေရာမရခဲ့တဲ့ကစားသမားလေးကလူစားဝင်ကစားသမားအဖြစ်အသင်းကိုအကျိုးပြုခဲ့ပါတယ်အသင်းရှုံးနေချိန်မှာတော့လူစားဝင်လာခဲ့ပြီးအသင်းကိုအမှတ်တွေမဆုံးရှုံးအောင်လုပ်ပေးလေးရှိရတူပါ ဟာနေတက်ကတင်ပေးခဲ့ရတဲ့ပွဲတွေလည်းအများကြီးရှိပါတယ်။ဟာနေတက်ကပရီးမီးယားလိပွဲပေါင်း၃ရက်၃ဝယ်ကစားပေးခဲ့ပြီး twin goal 38ဂိုးနဲ့12ဂိုးဖန်တီးပေးခဲ့ပါတယ်။ဟာနေတက်ကပွဲထွက်ကစားသမားအဖြစ်49ဝယ်သာကစားခဲ့ရပေမဲ့38ဂိုး twin ယူထားနိုင်ခဲ့ပြီး twin goal အများစုကလူစားဝင်ကစားသမားအဖြစ် twin ယူခဲ့တာပါ။ newcastle နဲ့ပွဲ chelsea နဲ့ Aston Villa နဲ့ပွဲတွေမှာသူကြောင့်အမှတ်တွေရခဲ့တာကမှတ်မှတ်ရရပါပဲ။ဒါကကျွန်တော်တို့ချန်ပီယံအဖြစ်ရေးမှာအရန်အရေးပါခဲ့ပါတယ်။ Simon just going here we see Number 3 Oliver Giot Giot က Arsenal Chelsea တို့လိုထိပ်သီးအသင်းတွေမှာကစားခဲ့ပြီး Champions League, Europa League နဲ့ကမ္ဘာဖလားတို့ကိုစုခူးနိုင်ခဲ့ပေမဲ့သူက line up ဝင်ကစားသမားတော့မဟုတ်ခဲ့ပါဘူး။ဒါပေမဲ့လူစားဝင်ကစားရင်အသင်းရဲ့ပွဲရလက်အဖြစ်ကိုပြောင်းပြန်လှန်နိုင်ခဲ့တဲ့ပွဲတွေအများကြီးရှိခဲ့တာကြောင့် သူကစူပါဆက်ကစားသမားစီးရင်ထဲမှာနံပါတ်3ကနေပါဝင်လာတာပါအာဆင်နယ်နဲ့ချယ်ဆီအတွက်အရန်ခုံကနေလူစားဝင်ကစားပြီးတွင်းကို20အထိတွင်းယူထားနိုင်ခဲ့ပါတယ်လိုင်းကဝင်တဲ့အချိန်ဆိုပုံမှန်ခြေစွမ်းအောက်ရောက်သွားတက်ပေမဲ့လူစားဝင်ကစားတဲ့အချိန်မှာတော့အရန်ကိုအားကိုးရတဲ့ကစားသမားပါပဲနံပါတ်4 D4 D4 ကတော့ top ten hand worst hand post mount တင်းတို့နဲ့အတူ Premier League မှာကျင်လည်ခဲ့တဲ့ကစားသမားဖြစ်ပြီးသူကလည်းလူစားဝင်ကစားတဲ့အခါပိုထူးကျွန်တဲ့ကစားသမားပါ D4 ကသူကစားခဲ့တဲ့အသင်းတွေအတွက်လူစားဝင်ကစားသမားအဖြစ်သွင်းကို24ခုထိသွင်းယူပေးခဲ့နိုင်တဲ့ကစားသမားပဲဖြစ်ပါတယ်နံပါတ်5 Origi Origi ကအကောင်းဆုံးလူစားဝင်ကစားသမားအဖြစ်နံပါတ်5မှာယက်တီနိုင်ခဲ့ပါတယ်သူရထင်ရှားခဲ့တဲ့ပွဲကတော့2016ခုနှစ်ဒီဇင်ဘာ1ရက်နေ့မှာမြို့ကန်ပြိုင်ဘက် Everton အသင်းနဲ့အတူ ပွဲမှာလူစားဝင်ကစားခဲ့ပြီးနှစ်ဖက်စလုံးဂိုးမရသေးပဲတရေကြဖို့များနေတဲ့အချိန်မှာမိနစ်90ပြည့်ပြီးနာကျင်ချိန်ပို6မိနစ်မှာဂိုးသွင်းပြီးလီဗာပူးတို့ကိုကယ်တင်ပေးခဲ့ပါတယ်အိုရီဂီကကလော့ဒ်ရဲ့အောင်မြင်မှုတွေနောက်ကဝက်ဘဲတစ်ချက်ပဲဖြစ်ပါတယ်။ယူကာဆယ်ကို2-3နဲ့နိုင်ခဲ့တဲ့ပွဲမှာ86မိနစ်မှာအနိုင်ဂိုးနဲ့ကယ်တင်ခဲ့တယ်လို့ကလော့ဒ်အသင်းကိုစားရောက်ခါစားနှစ်ကဝက်ဘရွန်ကို2-2နဲ့ရှုံးနေချိန်မှာ နာကျင်ချိန်ပို6မိနစ်မှာတရေဖြစ်စီမဲ့ဂိုးကိုတွင်ပေးခဲ့ပါတယ်အမှန်အရဆုံးကတော့ပွဲမှာအိုရီဂီကအဖွင့်ကိုနဲ့အနိုင်ကိုကိုတွင်းယူပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီပွဲမှာတော့အိုရီဂီကပွဲထွက်လူစင်းမှာပါဝင်လာခဲ့တာပါ။ဟုတ်ကဲ့ပါ။အခုတင်ဆက်ပေးခဲ့တာကတော့လူစားဝင်တဲ့အခါပိုကောင်းတဲ့နာမည်ကျော်ကစားသမားတွေကြောင့်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးခဲ့တဲ့ပရိသတ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။